စားရင်တခါတော့ကပြောဘူးလေဟို live တစ်ခုမှလည်းကိုချင်းပြောခဲ့ဘူးတယ်လေပြောခဲ့ဘူးတဲ့အတွက်ကြောင့်ကျွန်တော်အဲ့ဒါတွေကို download ဆွဲထားတယ် download ဆွဲပြီးတော့မှကျွန်တော်မကြမကြဘူးကျွန်တော်ကိုချင်းရဲ့ video တွေအများကြီးကျွန်တော်မှရှိတယ်တချို့အရာကြတော့တကယ်အရေးကြီးတဲ့အရာတွေပြည်သူတွေအများစုနားကိုလည်ရမယ့်ဟာမျိုးတွေဆိုရင်ကျွန်တော် share တယ်ပြန်တင်ပေးတယ်တချို့အရာကြတော့ဟိုနည်းနည်းပပလောက်ပဲဟိုဖြစ်တဲ့အရာတွေဆိုရင်ကျွန်တော်သိမ်းထားတယ် ခဏခဏကျွန်တော်နားထောင်ထားတယ်ကျွန်တော်အဲ့ဒါတွေကြတော့နည်းနည်းသိထားတယ်ကျွန်တော်အခုမရှင်းသေးတာဒီမြို့သားလွတ်တော်မှာဘယ်နှယောက်ရှိတာလဲဘယ်နှယောက်နဲ့ဖွဲ့စည်းတာလဲပြည်သူလွတ်တော်ကဘယ်နှယောက်နဲ့ဖွဲ့စည်းထားတာလဲအဲ့ဒါကိုနည်းနည်းလေးကျွန်တော်သိချင်နေတယ်ခဏလေးကျွန်တော်ရေးထားတဲ့ဥပဒေရှိတယ်ကရေးထားတာရှိပါတယ် သူကလွတ်တော်တွေကတခုနဲ့တခုအရေးအတွက်မတူဘူးဗျပုံမှန်ကလွတ်ဖော်စည်းပုံအခြေခံဥပဒေကပြည်တော်စုလွတ်တော်ကတော့664ရောက်တက်တယ်ပုံမှန်ကတော့ဥပဒေရတော့664ရောက်တက်ကြတယ်ဒါပေမဲ့ကြရာတိတတုံနဲ့တတုံအရေးအတွက်မတူအဲအမျိုးသားလွတ်တော်တို့ပြည်သူလွတ်တော်တို့ကအင်းတွေ့ပြီတွေ့ပြီတွေ့ပြီအဲ့တော့ကျွန်တော်တို့ကဟိုအခုမေးခွန်းကိုကျွန်တော်နှစ်ခုတော့တခါတည်းပြိုင်နေဖြေမယ်ဘာလဲဆိုတော့ ရကောက်ဝဲအောင်မြင်ခြင်းမအောင်အထမြောက်ခြင်းအထမမြောက်ခြင်းတခါလေးဖြေပေးမယ်ကျတို့ဖွဲ့စည်းပုံအခြေခံဥပဒေရ90ရာခိုင်နှုန်းကျော်ရင်လွတ်လွတ်တော်ပြည်တော်စုလွတ်တော်တက်လာတဲ့ကိုယ်စားလှယ်90ရာခိုင်နှုန်းကျော်လို့ရှိရင်နော်ရွေးကောက်ပွဲအထမြောက်တယ်ဗျဘယ်ပုံမှတွေရလဲလို့ပြောလို့ရှိရင် ပုံမှ85ကာကြီးအရာပြည်တော်စုလွတ်တော်နော်ပြည်တော်စုလွတ်တော်ကတော့ကျွန်တော်တို့အားလုံး664ဦးရှိတယ် အဲ့ဒီထဲမှာအရတားကိုယ်စားလေက468ဦးရှိတယ်။တပ်မတော်သားကိုယ်စားလေ166ဦးအားလုံးပေါင်းလိုက်ရင်664ဦး။ဒါပြည်တော်စုလွတ်တော်။ပုံမှန်85ရ။အဲ့ဒီ664ရောက်ရဲ့90ရာခိုင်နှုန်းကျော်51ပေါ့ဗျာ51ရာခိုင်နှုန်းဆိုရင်ပြည်တော်စုလွတ်တော်အထမြောက်တယ်ဗျာ။ဒါကပုံမှန်85ကာကြီးရ။အဲ့တော့ပြည်သူလွတ်တော်ကကြတော့ပုံမှန်128ကာကြီးရ။91ရာခိုင်နှုန်းဆိုလို့ရှိရင်အထမြောက်တယ်။ ဟာဒီလက်ပြဒီနားမှာလောက်ဝဲနေကွာအဲ့တော့ပြည်သူလွတ်တော်မှာကကျွန်တော်တို့ကအားလုံး440ရှိတယ်။သူကတော့မြန်မာနိုင်ငံမှာရှိတဲ့မြို့နယ်ပေါင်း330ရှိတဲ့အတွက်ကြောင့်တမြို့နယ်ကိုတယောက်နှုံးနေအားလုံးအရက်သားကိုယ်စားလှယ်330တက်တယ်။စစ်တပ်မတော်သားကိုယ်စားလှယ်က130တက်တယ်။စုစုပေါင်းပြည်သူလွတ်တော်မှာ440ဦးရှိတယ်။အဲ့ဒီ440ဦးတွေက51ရာခိုင်နှုန်းလွတ်တော်ကိုရောက်တယ်ဆိုရင်လွတ်တော်အထမြောက်တယ် မျိုးသားလွတ်တော်လည်းဒီလိုပဲပုံမှန်155 51ရာခိုင်နှုန်းတက်ရောက်တယ်ဆိုရင်လွတ်တော်အထမြောက်တယ်နော်အဲ့ဒါတခုနှစ်ခုလုံးတစ်ခါလေးဗျာနဲ့ဖြီးပေးလိုက်တာမေးလို့ရပါ